ကန်ခေတီ900ဆူမှဆက်ဆောင်ရဆူအထိတည်တန်းခဲ့သောမြမပထမဆုံးအင်ပါယာဖြစ်ပြီးမြမသမိုင်းဤရွှေခေတ်တခေတ်ဖြစ်သည်ခေတ်တဲ့မြမနိုင်ငံဤအုတ်မြစ်ကိုချခဲ့ပြီးအယာဝရီမြစ်ဝမ်ရှိမြို့ပြနိုင်ငံများကိုစုစည်းခဲ့သည်စတင်ထူထောင်ခြင်း AD 1044တွင်နန်ကက်ခေတ်သို့အနော်ယထာမင်းသည်ပကန်အင်ပါယာကိုအမှန်တကယ်စတင်ထူထောင်သူဖြစ်သည် သူသည်မွန်တို့၏တထုံနိုင်ငံကိုတင်ပိုက်ပြီးထေရဝါဒဘုညဘာသာကိုပကံတို့တည်ဆောင်လာကနိုင်ငံတော်ဘာသာအခေထူထောင်ခဲ့သည်ထွင်ကားသောခေအနောယထာမင်းနောက်ပိုင်းချန်စစ်တာညံ့အလောင်းစီသူမင်းတို့လက်ထက်တွင်ဖျားစီသည့်ပထိုးပေါင်းများစွာကိုဆောက်လုခဲ့ရာပကံလွင်ပြင်၌ဘာသာရေးအဆောက်အုံပေါင်းနှင်းထောင်ကြုံကြန့်ရှိနေသေးသည်ဤကာလသည် အနုပညာပိတကပညာနှင့်ဘာသာရေးတို့ထွင်ကားခဲ့သောခေဖြစ်သည် ကြာဆုံးချင်း73ရာစုနောက်ပိုင်းတွင် ပကံခစ်သည်ဖုံးကြီးเจ้าများသို့မြေများလှူဒန်းမှုကြောင့်အခွန်ပန္တာနှဲပါလာခြင်းပြည်တွင်းပฏิပခများကြောင့်အင်အားချိနဲ့လာခြင်းနှင့်နောက်ဆုံးတွင်မွန်ဂိုကျူးကျော်မှုများကြောင့်ကြာဆုံးခဲ့ရသည်1288ခုနှစ်တွင်ဖြစ်ပွားခဲ့သောငဆောင်ချန်တိုက်ပွဲကို ပကံပီအဆုံးသတ်ဟုသတ်မှတ်ကြသည် အမွေအနှစ်ပကံပီကြာဆုံးခဲ့သောလေစီလုံးသောမြန်မာနိုင်ငံ၏ ခြေခံအုပ်မြစ်ကိုသေရဝါရဗုဒ္ဓဘာသာ၏ပဟေချတ်အချန်နင်ပြိုင်ပတ်ကင်သောပိတုကအမွေအနှစ်များကိုခြံညစ်ခဲ့သည် ပကံ၏ရှေးဟောင်းအဆောက်အုံများသည်မြမတမိုင်း၏ခန္ဓာထေဝါသောခိတခိတကိုတတ်တည်ခံလျက်ရှိသည်ရွှေစည်းကွက်ရဖန်ဒီမူလီကို အားပေးသူကြီးစုပါ